စကိုင်းတိုင်းမော်ရွာမြို့မှာစစ်ဆောင်တွေနှစ်ချီနေထိုင်နေတဲ့မွန်ညင်တံမုတ်တွေဖျားဝင်တဲ့ကိုစကောင်းစီတက်က လာရောက်တက်ဆွဲလိုက်တယ်လို့သတင်းရရှိပါရယ်။အာနာသိမ့်ပြီနောက်ပိုင်း2021ကလေးကမွန်ရွာမြို့နယ်ထဲမှာစစ်ကောင်းစီကစစ်ကြောင်းထိုးတာတပ်ဖြတ်တာတွေကိုပြုတ်လုခဲ့တာကြောင့်ဂျေးရွာတွေကနေတင်းဆောင်လာခဲ့ကြရပြီးမွန်ညင်တံမုတ်တွေဖျားဝင်တဲ့မှာစစ်ဆောင်တွေနေထိုင်နေတာ၄နှစ်ကျော်ရှိပြီလို့သိရပါရယ်။ဒါပေမဲ့စက်တင်ဘာတတိယပတ်အတွင်းမှာတော့စစ်တပ်ကအဲ့ဒီဖျားဝင်တဲ့မှာတက်လာဆွဲလို့ စစ်ဆောင်တွေနေထိုင်ရေးအခက်အခဲတွေရှိနေတယ်လို့စစ်ဆောင်တွေနဲ့နေဆက်သူတွေကပြောပါတယ်ဒီလိုမျိုးအထိုင်ချတက်ဆွဲတာတွေပြုလုပ်လာတာဖြစ်တဲ့အတွက်ကျေးရွာကပြည်သူတွေတိမ်းရှောင်နေရတာတွေရှိတယ်လို့စစ်ဆောင်တွေကိုကွန်ကြီးပေးနေသူတူကပြောပါတယ်စစ်ဆောင်တွေနေတဲ့ဖျားเจ้าတွေမှာတက်လာဆွဲတာကြောင့်အဲ့ဒီเจ้าတွေမှာရောက်နေတဲ့စစ်ဆောင်တွေလည်းပြင်မိနေတာတွေရှိတယ်လို့သူကဆက်ပြောပါတယ်ဒါအပြင်ဖျားတဲ့တက်ဆွဲတာတွေစုပ်စုဟောင်းဖျားအဝင်ကနေလမ်းသွားလမ်းလာပြည်သူတွေကိုတားဆီးဆစ်ဆဲရတွေပြုတ်လုပြီးငွေညှစ်နေတယ်လို့ မုံရွာဒေသခံတွေကဆိုပါတယ်ဒီလထဲမှာပဲမုံရွာအရတော်လမ်းပေါ်ကကြောက်ကရွှေကူနေဖျားမှာလဲစကောင်စီတက်က လာရောက်တက်ဆွဲလိုက်ပြီးလမ်းတော်လမ်းလာတွေကိုစစ်ဆေးနေရလို့သိရပါတယ်ရှင်